ရှင်မျိုးစစ်မှန်ကဲကြောင့်ပကဖပါလဖနဲ့ပြည်သူတွေပြိပခတ်ဖြစ်နေပါတယ်။စကိုင်းနဲ့ပုဒ်လင်မျိုးနယ်တွေကလိမ့်မြင့်နဲ့ဥပိုလ်ကျွော်မှာပါလဖပါဖနဲ့မျိုးနယ်တယံစာသာအဖွဲ့တွေကရှင်မျိုးစစ်မှန်ကဲလောက်ကင်မှုစူးစမ်းနေရတဲ့အတွက်ကျွော်ဒေသခံပြည်သူတွေနဲ့ပြိပခတ်ဖြစ်နေကြပါတယ်။ 2025ခုနှစ်မလလယ်လောက်ကစပြီးတော့အမျိုးသားညီအစိုးရလက်အောက်ခံလက်နက်ကိုင်ဖွဲ့ပြီးကြားတယ်ပါကဖပါလဖနဲ့ပြည်လယ်မျိုးနဲ့တယန်စာတာအဖွဲ့တွေကလင်းကြီးကျွော်ဝူပူကျွော်ရဲနဲ့ထိဆက်နေတဲ့ချင်းလက်မြစ်တွင်းကတဲတောင်နေပေါ်မှာစွဲ့ရည်မြစ်ဆက်ရန်တွေရဲတုံးပြီးတော့ရွှေမျိုးလောက်ကိုင်မော်တီတာခံတွေကိုအတိပေးစီယုံခဲ့ပါတယ်ဒါပေမဲ့လေးမြေကြီးရော်နဲ့ဥပိုကြီးရော်ကဒေတာခန့်တွေကတော့ရွှေမျိုးစီမံကိန်းကိုလက်မခံခဲ့ကြပါဘူး။နောက်တစ်ချိန်လာရောက်စီယုံတဲ့အခါမှာတော့ကြီးရော်ကတန်ဖိုးတီးပြီးမောင်းထုတ်ခဲ့ကြပါဗျ။ ရွှေမျိုးလုံငန်းလောက်ကိုင်းနိုင်ဖို့လာရောက်စီရင်ခဲ့တဲ့ပကဖပါလဖခေါင်းဆောင်တွေကိုဒေသခံတွေဘလို့တုံ့ပြန်ခဲ့တယ်လဲ။ဘာလို့ရွှေမျိုးစီမံကိန်းကိုလက်မခံပဲဆန့်ကျင်ကြရလဲဆိုတာကိုရွှေမျိုးစီမံကိန်းဆန့်ကျင်ရမှာဥဆောင်သူတွေရဲ့ပါဝင်တဲ့ကိုအောင်ကျော်ကို TM Media ကဆက်သွယ်မေးမြန်းထားပါတယ်။ကိုအောင်ကျော်ရှင်ရွှေမျိုးစီမံကိန်းကိုလက်မြင်တဲ့ဥပိုလ်ကြီးရွာကဒေသခံတွေကဆန်ကျင်ဆန္ဒပြနေတယ်လို့သိရရပေါ့နော်ဆိုတော့ဘာလို့ဆန္ဒပြကြတာလဲဆိုရယ်နောက်ပြီးတော့အဲ့ဒီဆန္ဒပြဝဲတို့အခြေအနေလေးတွေကိုပြပြပြပေးပါဦး ျွန်တော်တို့စီကို AB 20နှစ်နှစ်ကသူတို့ရွှေမျိုးဖောင်နေရောက်တယ်မြို့နယ်ပါကဖရဲ့ပါလာဖရဲ့လုပ်ငန်းရှင်တွေကိုကာဝယ်ပေးရပါဘို့ဟိုကာဝယ်ပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့ရွာလူတွေကကာဝယ်ပေးတဲ့သူတွေကိုတန်ဖိုးတီးပြီးတော့မောင်းထုတ်တာဗောဒီရွှေမျိုးလုပ်ငန်းကိုကျွန်တော်တို့ကလုံးဝလက်မခံဘူးရွှေကျင်တဲ့လုပ်ငန်းကအနေနဲ့များတယ်ပြီးတော့ကျွန်တော်တို့ကနမခန့်နဲ့အားအေးဝေးတဲ့ဒေတာမဟုတ်တဲ့အတွက်ဒီလက်နက်ကြီးလည်းရောက်နိုင်တယ်အဲဟို ရောက်နိုင်တဲ့နေရာဆိုတော့ဒီပြည်သူတွေရဲ့အသက်အဝင်စီးစင်းကိုလည်းကာဝယ်ဆောက်ရှောက်တဲ့အနေနဲ့ပေါ့ဒီရွှေမြောင်းလုံငန်းကြီးကိုလုံးဝလက်မခံနိုင်ဘူးကျွန်တော်တို့ကလုံးဝခွင့်မပြုနိုင်ဘူးဆိုပြီးတော့ဟိုဆန္ဒပြတာပါဒီ24ရက်နေ့ကျတော့လည်းရွှေမြောင်းလုံငန်းကိုလုံးဝလက်မခံနိုင်ဘူးလို့ပြီးတော့ဘုဒ္ဓလင်းမြို့နယ်တယန်သာရဥက္ကဋ္ဌဦးအောင်မြင့်အေးကိုလည်းလုံးဝအလိုမရှိတာလို့ပြီးတော့မြို့နယ်ပါကဖတ်တာဝန်ခံနဲ့ဒုတာဝန်ခံကြော်ကလေးကိုလည်းအလိုမရှိဘူးလို့ဒီဆန္ဒပြကြတယ်လို့ပါကဖတ်တာဝန်ခံကောင်းမြတ်ထုံးကိုလည်းအလိုမရှိဘူးလို့ဆန္ဒပြကြတာပါ အဲ့ဒါဆိုရင်ရွှေမျောလုံငါလောက်ကိုင်းတာကြောင့်ဒေတာခံတွေတော့ဘာကြီးထိခိုက်နိုင်လဲရှင်ရွှေမျောလုံပြီဆိုရင်လေကြောင်းတိုက်ခတ်မှုတွေခံရနိုင်တယ်ဟောပြီးတော့ပြည်သူတွေရဲ့နေအိမ်တွေအသက်တွေဆုံးရှုံးနိုင်တယ်ဟိုစစ်ကောင်စီကလာပြီးဒုက္ခပေးနိုင်တာပေါ့ဟိုသူတို့ကတော့ပြောပါတယ်ဒီစစ်ကောင်စီလုံးဝမလာဘူးငွေလည်းပေးထားတယ်ပေါ့ဟိုသူတို့အဲ့လိုပေးတာကိုကျွန်တော်တို့ကမကြိုက်ဘူးခခတူးတူးလည်းညင်းပါတယ်ဒီမြေထဲမှာရွှေကျင်တဲ့လုပ်ငန်းကိုလည်းလုံးဝမလုပ်ချင်ဘူးရွှေမျောလုံတာနဲ့ဒီကမ်းပါးတွေလည်းပြုံနိုင်တယ်ရှေးအောင်အမွေနဲ့ ဖျားစရိပထွေးလည်းပြုတ်နိုင်တယ်နောက်ပြီးအိမ်ရဲပြုတ်နိုင်ရဗျာဟိုနောက်ပြီးလမ်းမဆက်သွဲဟိုအထူးဖြစ်ဆက်လေတမောရီပေါ့ဒီရေချောင်းပြောင်းသွားပြီးတော့အခက်ခဲဖြစ်နိုင်တယ်ဟိုအဲ့ဒါကြောင့်ကျွန်တော်တို့ကခါခါတူတူညင်းပြီးတော့ဟိုပြည်သူကလည်းလုံးဝလက်မခံဘူးမလုပ်ပါနဲ့မလုပ်ပါနဲ့တောက်လျှောက်ပြောခဲ့ပါတယ်ဟိုအဲ့ဒါကိုသူတို့ကမြို့နယ်ပကဖရဲ့ပလာဖရဲ့တင်ဇာတဝန်ကြီးဌာနရဲ့ကငွေယူပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေကငွေပေးပြီးတော့လုပ်ခိုင်းတော့ဟိုအခုလိုပြည်ပခိုင်ဖြစ်လာတာပေါ့ ဟိုရွှေမြောင်းလုပ်ငန်းရှင်တွေရောကျွန်တော်တို့စီကိုဆက်သွယ်လာစစ်တပ်ကိုလည်းငွေပေးပါမယ်ငွေပေးလိုက်ရင်မလာတော့ပါဘူးဆိုပြီးတော့ပြောရပြန်ရွှေမြောင်းစီမံကိန်းကြောင့်စစ်ကောင်စီကကြေးရွာတွေကိုစစ်ကြောင်းထိုးတာလေလေကြောင်းကနေတိုက်ခိုက်လာမှာကိုဒေသခံပြည်သူတွေကစိုးရိမ်နေကြအောင်အခုလိုဆန့်ကျင်ကောက်ွက်နေကြတာဖြစ်ပါတယ်တကယ်လည်းဖြစ်လာနိုင်ပါတယ်စစ်ကောင်စီရဲ့အနာမြောက်တိုင်းစစ်ဌာနချုပ်ကဘုဒ္ဓလင်မြို့နယ်နဲ့ခုနှစ်မိုင်ပဲဝေးပါတယ် မင်းမြင့်နဲ့ရွာ300အကျုံမှာလဲစစ်ကောင်စီတပ်တွေကအထိုင်ချတာပါတယ်။အခုလိုရှင်မျိုးစစ်မှန်ကအကောင့်တဲ့ဖို့ဖို့အတွက်ဘုဒ္ဓလေးမျိုးနဲ့ပြည်သူ့ကောက်ွယ်အဖွဲ့ပကဖတူတော်ဝင်ခန့်ဦးကျွတ်ဦးဆောင်ပြီးပထမအကြိမ်လေးမြင့်နဲ့ဦးပိုကျွတ်ရာဒေသခံတွေကိုစီုံပါတယ်။ဒါပေမဲ့ဒေသခံတွေကတော့လက်မခံခဲ့ပါဘူး။ဒုတိယအကြိမ်နေနဲ့ဘုဒ္ဓလေးမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးမြင့်ဟန်ထွန်းဦးဆောင်ပြီးရွှေမျိုးလုပ်ငန်းလုပ်ကင်ဖို့အတွက်ထပ်မံစည်းရုံးပြောဆိုခဲ့ပါတယ် ဒုတိယအကြိမ်မှာလည်းဒေတာခံပြည်သူတွေကငင်းဆန်ခဲ့ကြပြန်ပါတယ်။တတိယအကြိမ်မှာတော့ဗုဒ္ဓလင်မြို့နယ်အုတ်ချော်ရုံဖွဲ့ပါပါဗုဒ္ဓလင်မြို့နယ်ကာကွယ်အဖွဲ့တွေကသူတို့ချိုထက်မှန်လာရောက်စီးပုတ်ပြန်ပါတယ်။ဒီတဲ့အကြိမ်မှာတော့ကျေးရွာဒေတာခံတွေကတန်မုံတီးပြီးဆန္ဒပြမောင်းထုတ်ခဲ့ကြပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးအရေးကြီးအချက်တစ်ချက်လည်းရှိနေပါတယ်။ ဒါကတော့အခုလောက်ကိုင်းမဲ့ရှင်မြောလုပ်ငန်းအမျိုးသားညီညွတ်အစိုးရရဲ့တည်ရန်စားသားနဲ့တဘာဝပောင်ရင်ကထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့လုပ်ငန်းရှင်တွေအောက်ကနေလှုပ်ဆောင်တာလားဒါမှမဟုတ်တခုတည်းအောင်အစုအဖွဲ့တစ်ခုရဲ့အကျိုးစီးပွားအတွက်လှုပ်ဆောင်တာလားဆိုတာသိဖို့လိုပါတယ်အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးလိမ့်မီကျွရဒေတာခန့်တို့ကအခုလိုပဲပြောပါတယ် ဲဥညံထွားနေမှာတဲ့လွတ်နဲ့ဖွဲ့ရနေကြွက်ကလေးဥဆောင်ပြီးတော့ဆင်းလာတဲ့ပထမကြွက်ကလေးဥဆောင်ပြီးဆင်းလာတဲ့အဲဒီလေးတော့ဘာမှပါပါပါဖို့ရှေ့ရောက်ရှိရလေဒီချင်းတော့ပြတဲ့အဖြစ်ဒီမျိုးပြောပြခြင်းအမအဲ့ဖောပကဘာဘာဝင်ရှိအောင်ခေါ်ရဲခေါ်ပြီးတော့ဒီလိုဒီလိုရှိရဲဒီလိုလောက်လောက်ရှင်တယ်မင်းတို့လက်မှတ်ထိုးပေးနိုင်လားထိုးပေးနိုင်ရင်မင်းတို့လက်မှတ်ထိုးပြီးတော့ညနေကိုတင်တယ်ညနေရနေမှာတစ်ဆင့်အဲ့လိုတစ်ဆင့်တစ်ဆင့်တင်ပြီးတော့ဒီလက်ဝါဒီကြိတ်ကောက်လောက်ရှင်ပါလေဆိုပြီးတင်ပြခြင်းတယ်ဆိုပြီး သူတို့အစီအင်္ဂလာတင်တာတဲ့။ဟောအဲ့ချိန်မှာရွာပါပါ၈ယောက်ရှိရတယ်မတယောက်ကဟာဒီလိုဆိုရင်တော့ငါတို့ကလှုပ်ရှင်လို့လောက်ရတဲ့ပုံစံမျိုးနဲ့တော့မလုံးနိုင်ဘူး။ဒီစာရက်စာတန်းကိုပြင်နိုင်လားခေါင်းစဉ်ပြင်နိုင်ရင်တော့ငါလုံးမယ်ပြောတော့ကြအမှသူကပြင်မယ်တော့ပြောတယ်ဒါပေမဲ့မပြင်ရဲဘူးလေအောက်ကအောက်ကကလေးကမပြင်ရဲတော့ကြအာဆိုရင်တော့ဒိုင်းလေးပြန်လာခဲ့တယ် CEO ပဲနောက်မှာတော့မနေ့ကမှဖုန်းဆက်ပြောတယ်အမှခုနပြန်တတာလည်းပါတယ်ခဏနေအောင်လေဟုတ်ဟုတ်ဒီလိုဒီလိုပုံစံမျိုးတော့မလုံးနိုင်ဘူး ငါဒီဒိတာတွေမှာမပါတော့ထွက်ပြီးဆိုပြီးသူကထွက်သွားတယ်ကြားပါလေရွှေမျောလုံငယ်လှုပ်ရှင်တဲ့သူတွေကမြို့နယ်အုပ်ချုပ်ရေးထဲမှာပါတဲ့သူတို့နဲ့မြို့နယ်ပကဖပလဖပေါ့သူတို့ကလှုပ်ရှင်တာမြို့နယ်ပကဖအကုန်လုံးကလှုပ်ရှင်တာတော့မဟုတ်ဘူးအဲ့မှာဒေသခံတွေကိုကြတော့အစိုးရလှုပ်ခိုင်းလို့လှုပ်ရတာပါပေါ့ကန့်ကွက်လို့မရပါဘူးပေါ့ အစိုးရကိုကြပြန်တော့လေဒေသခံတွေကလက်ခံလို့လုပ်တာပါဆိုပြီးတော့နှစ်ပေါက်တစ်ပေါက်ရိုက်တာပေါ့လေအခုကျတော့အဲ့ဒါတွေကပြဿနာတက်ကြတာပေါ့ရှင်မင်းစင်မန်ကိန်းကိုအမည်မသိကုမ္ပဏီတစ်ခုကလုတ်ကင်တာဖြစ်ပြီးလက်ရှိမှာတော့လင်းမြေတဲ့ဥပိုလ်ကြီးရွာကမှာတဲရီတိဆောက်နေပါပြီရှင်မင်းစင်မန်ကိန်းလုတ်ကင်ခွင့်ရဖို့အတွက်ကုမ္ပဏီအနေနဲ့အိမ်တော်စုတစ်ခုကိုတိန့်တရာအတူပေးမှာဖြစ်ပြီးလက်ရှိမှာတော့အိမ်တော်စုတစ်ခုကိုတိန့်30ပေးထားပြီးဆောက်ရွက်အလုပ်တွေပေါ်မှာလက်မှတ်ထိုးခိုင်းခဲ့ပါတယ် ။လက်မှတ်ထိုးထားတဲ့စာရုပ်တွေမှာအတိအကျကျပါအချက်လမ်းမှမပါဝင်ပဲရှင်မောစီမံကိန်းကိုဆက်ကျင်တဲ့ဆန္ဒပြပွဲတွေမှာမပါဝင်ဘူးနဲ့ပါဝင်ခဲ့ရင်ယူထားရတဲ့နှဆကိုရောကြီးပေးရမယ်လို့လက်မှတ်ထိုးငွေယူသူတိုင်းကိုနှောင့်နယ်ပဲအတိပေးပါရ။အရှိမာတော့လင်းမြေကျွရတခုတည်းကပဲအိမ်အောင်စု၃ရောင်ဝင်းကျင်က330ယူပြီးလက်မှတ်ထိုးရပါတယ်။လက်မှတ်ထိုးရတာလည်းအကြောင်းရင်းရှိပါတယ်။လင်းမြေကျွရရဲ့ပအဖခေါင်းဆောင်ဦးစော်လွင်နဲ့တားဖြစ်သူပကဖအဖွဲ့ဝင်ကြားပေါက်တို့ကဥဆောင်ပြီးတော့ဒေသခံတွေကို ရူရူမီရွှေကျင်တဲ့လုပ်ငန်းကအမျိုးသားညီညွတ်အစိုးရကချမှတ်ထားတဲ့လုပ်ငန်းစဉ်ဖြစ်တာကြောင့်ဆက်လက်လုပ်ကိုင်မှာဖြစ်သလိုဆန္ဒပြရင်လည်းဖမ်းမယ်လို့ဖိအားပေးရတဲ့ကြောင့်ဖြစ်တယ်လို့ကိုအောင်ကျော်ကအခုလိုပဲဆက်ပြောပါရယ်။ဟို ABC ရဲ့နေ့မှာကျွန်တော်နဲ့ညီဆက်တဲ့သူအဟိုသတင်းပေးရပြ။ဟိုလင်းမီမှာတဲ့သူတို့ဖိအားမပေးမှုတွေရှိတယ်။ဟိုပတ်စံယူလဲအချိန်မှမယူလဲအချိန်မှလို့ပြောတဲ့အတွက်ကြောင့်လည်းဟိုမရမဲ့တူတူယူရမှဟိုရတာမှတော်သေးရဲ့ဆိုပြီးတော့ငွေထုတ်ကြတာပေါ့။ငွေထုတ်တာကတော့လက်မှတ်ထိုးရတယ်။ဟိုလက်မှတ်၄နေရထိုးရတယ်။ ကျွန်တော်နဲ့နှီးစက်တဲ့သူတွေမေးကြည့်ရဟိုလက်မကဘယ်နေရာမှာထိုးရတာလဲစီကန်းချက်တွေဘယ်လိုရှိလဲဆိုတော့မသိဘူးတဲ့ဟိုဆောက်ရပလိန်ကြီးပေါ်မှာဟိုထိုးရတာပေါ့နော်ပြီးတော့အယောစားပါညာလည်းမသိဘူးတဲ့တို့ကနိုင်ငံရေးပါညာနားမလဲပါဘူးကွာပတ်စံရရမရကျင်းရမှာပဲပြောလို့ငွေယူလိုက်တယ်လို့ဟိုအဲ့ဒီလူတွေကပြောကြတယ်ကျွန်တော်တို့ဂျေပါဆောက်လုပ်ခဲ့တဲ့ဒီအကြောင်းတွေကိုလုံးဝလက်မခံဘူးဘယ်လိုပဲကြီးပယ်ချခဲ့ရတဲ့အတွက်ကျွန်တော်တို့ဂျေပါကြတော့မယူဘူးဗျာဟိုကျွန်တော်တိတိလောက်ပြောမယ်ဆိုရင်တို့ရွာပတ်ကဖခေါင်းဆောင်ဥစော်လွင်က ဟိုသူကဥစည်းရပါဟိုသူ့ရဲ့နောက်မှာပါရှိတယ်ဆိုတော့သူသားပါကာဖာအဖွဲ့ဝင်မယ်ဟိုကျွန်တော်တို့ကြွရခေါ်တော့ရွှေငါပေါ့ဟိုသူကတော့ဂျာပေါ့ဆိုတဲ့နာမည်နဲ့ဒေါ်လာရင်းလုပ်တယ်သူတို့သားဖာနှစ်ယောက်ကဥစည်းပြီးတော့ဒီကြွရကိုဖိအားပေးတယ်ဟိုနားမလဲသူတွေလည်းဟိုယူလဲကျင်မမယူလဲကျင်မမအားကြမ်းနဲ့ယူဆိုပြီးတော့ဟိုစီးယုံတယ်လို့လည်းကျွန်တော်ကြားပါတယ်ဟိုတလောကဟိုပတ်ဆက်မယူတဲ့သူတွေဟို60လောက်ရှိတယ်သူတို့ကပတ်ဆက်တွေထုံနေတဲ့အချိန်မှာဆန္ဒပြမယ်လို့လို့အဲ့ဒီဟိုဖမ်းမယ်စီးမယ်လို့လုပ်သေးတယ် ဟိုဒီလုပ်ငန်းကြီးကအန်ယူဂျီကတရားဝင်ချပေးထားတဲ့လုပ်ငန်းဖြစ်တော့မင်းတို့လက်ခံခံမခံခံကျင်းပါပဲတဲ့မင်းတို့ဆန္ဒပြရင်ဖမ်းမယ်ဆိုတာမျိုးပေါ့ဟိုတီတီကြမဟုတ်ပဲနဲ့ကြားရတာပါမင်းမြေကျွာနဲ့အနီးဝေးကျင်ကျွာတွေဒေသခံတပိတ်အင်အားစုတွေတော်လိုင်းရဲ့တပ်ဖွဲ့တချို့နဲ့ចောင်းသားတမကတွေစုပေါင်းပြီးရွှေမျိုးစီမံကိန်းကိုဆန့်ကျင်ကောက်ကွက်ကြောင်းအမျိုးသားညီညွတ်အစိုးရကိုအကြောင်းကြားတိုင်ကြားစာပို့ခဲ့ပါတယ်။လုပ်ငန်းရှင်တွေအနေနဲ့ရွှေမျိုးလုပ်ငန်းလုပ်ကင်နိုင်မှုအတွက်ဒေသခံလက်နက်ကင်တပ်ဖွဲ့ ကျေးရွာနေပြည်သူတွေပါဝင်စစ်ကောင်စီတပ်ကိုပါငွေအမြောက်များပေးပြီးလုက္ကင်မှုပြင်ဆင်နေတာဖြစ်ပါတယ်။စစ်ကောင်စီကိုပေးတဲ့ငွေတွေကသွေးစွန်ငွေတွေဖြစ်ပြီးအဲ့ဒီငွေတွေနဲ့ပဲကျေးရွာတွေကိုစစ်ကြောင်းထိုးတာပုံကျေးရွာတွေဖြစ်နေရကြောင်းဒီသားခံတွေကစစ်ကောင်စီကိုငွေပေးထားတဲ့ရွှေမျိုးစီမံကိန်းကိုဆန့်ကျင်နေတာဖြစ်ပါတယ်။မိမိကစာတင်ကြောင်းတွေနဲ့ရွှေမျိုးစီမံကိန်းလုက္ကင်မှာကအကြောင်းအတွက်တောင်းဆိုချက်၄ချက်ကိုတောင်းဆိုရပါတယ်။တောင်းဆိုချက်တွေကတော့စာတင်ကြောင်းအတွက်ငွေချက်3000တန်ဖိုးရှိတဲ့ပုံခွေချင်း3ချင်း ကျောင်းအတွက်စာကြီးရအကျောင်းရံပုံငွေပေးဖို့နဲ့ဆရာဆရာမရဲ့အတွက်ထောက်ပံ့ကြေးလှည့်စင်ပေးဖို့တောင်းဆိုထားတယ်လို့သိရပါတယ်